မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာတန်တမ်းမှာကြိုဆိုပါတယ်ကျွန်တော်နာမည်နိုင်လေးဦးပါကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့တန်ခမ်းစာလေးရတော့ printer driver 20တန်ခမ်းစာလေးကိုမျှဝေပေးသွားခြင်းပါတယ်ခင်ဗျာတော့အပြင်မှာ printer တွေဝယ်လာရဆိုလို့ရှိရင်ကိုယ်ဝယ်လာတဲ့ printer လေးကိုတန်းပြီးတော့ကွန်ပျူတာနဲ့ join ပြီးတော့ထုတ်လို့မရသေးပါဘူးကွန်ပျူတာမှာဝယ်လာတဲ့ driver ခွေလေးကိုကွန်ပျူတာနဲ့ printer ကြားမှာမောင်းပေးဖို့လိုပါတယ်အဲ့တော့ driver 20လေးတန်ခမ်းစာလေးကိုဆက်လိုက်ရအောင်နော်အဲ့တော့ ိုကနေပြီးတော့ printer ဝယ်လာရေးဝယ်လာရေးဆိုလို့ရှိရင်ပေရထဲမှာပါရခွေကိုကွန်ပျူတာထဲမှာထည့်လိုက်ပါနော်ခွေလေးကိုထည့်ပြီးသွားရေးဆိုလို့ရှိရင် okay ဒါကျွန်တော်အခုလက်ရှိဒါခွေထည့်ထားတာနော်အခုကျွန်တော်စမ်းပြမှာတော့အစွန် LA05 ပါနော်ဒါကျွန်တော်လက်တွေ့တကယ်စမ်းပြပါနော်အဲ့တော့ဒီခွေလေးကိုကွန်ပျူတာထဲမှာထည့်လိုက်ပါထည့်ပြီးသွားရေးဆိုလို့ရှိရင်ခွေလေးကိုဖြန့်ပေးလိုက်ပါနော်ခွေခွေလေးကိုပွင့်သွားရေးဆိုလို့ရှိရင် โอเคဒီပုံစံလေးနေနဲ့တွေ့ရပါလိမ့်မယ်เนาะအဲဒီပုံစံလေးတွေ့ရပါလိမ့်မယ်အဲအောက်ဆုံးမှာရှိတဲ့ဒီ install ဆိုတာလေးကို20ဆက်တိုင်းနှိပ်ပစ်လိုက်ပါเนาะဒါလွယ်ပါတယ်မခက်ပါဘူး20ဆက်တိုင်းနှိပ်ပစ်လိုက်ပါโอเคပြီးရင် yes ဆိုတာလေးကိုနှိပ်ပစ်လိုက်ပါโอเคသူခဏလေးစောင့်ပစ်လိုက်မယ်เนาะကိုကတခုပြောစရာရှိတာက driver သွင်းတော့မယ်ဆိုလို့ရှင် printer ကိုလည်း power ဖွင့်ထားပါ printer ရဲ့ data ကျိုးကို computer မှာ join ထားဖို့လိုပါတယ်เนาะ ဝေးကွန်ပျူတာမှာလည်းပင်တာဒေတာကျိုး join ပြီးသွားပြီပေါ်လာလေးဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ပင်တာကိုပေါ်လာလေးဖွင့်ထားဖို့လိုပါတယ်နော်အကယ်ပြီးသွားပြီဆိုလို့ရှိရင်မအိုင်ဂရိဆိုတာလေးကိုအမှန်ရှင်းလေးချစ်လိုက်ပါ next ဆိုတာလေးကိုနှိပ်လိုက်ပါနော် okay ရရဲ့ next ဆိုတာလေးနှိပ်လိုက်ပါ next ဒါလေးပြီးသွားအောင်စောင့်ပေးလိုက်နော် okay အဲပြီးရင် next ဆိုတာလေးကိုနှိပ်ပေးလိုက်နော် okay တို့ဒီမှာဆိုလို့ရှိရင် အဖုံးဖွင့်မယ်ဒီမှာစေးသားစေးထက်တဲ့ပုံစံတွေတို့ပြထားပါเนาะတို့နေဆွာလေးကိုနေပေးလိုက် โอเคเอ่อ next ကို next โอเคဒီမှာ next ဆိုတာလေးကိုဆက်ပြီးတော့နှိပ်ပေးပါအဲတူကဒီမှာဆိုလို့ရှိရင်ဆေးအဖုံးဖွင့်ရမယ့်ပုံစံမျိုးလေးပြထားပါဗောနော်ဒီပုံစံဖြုတ်ဖွင့်လို့ရှိရင်မှားပါရယ်ဗောနော်โอเคတူကဒီမှာဆေးထွက်ဗောနော်ပင်လာတွေဆေးထွက်လို့မယ်ဆိုလို့ရှိရင်အဲဒီဆေးဘူးလေးကိုအပေါ်လေးကိုမှားလိုက်ဗောနော်အပေါ်လေးကိုပင့်ပြီးတော့ မအပေါ်လေးကိုပင့်ပြီးတော့ဒီဘက်ကိုလှည့်ရှားလိုက်မယ်ဆိုလို့ရှင်ဒါအလွယ်တကူဆစ်ဖြစ်လို့ရပါတော့ဆစ်ကုန်သွားလို့ရှင်ဆစ်ထည့်မယ်ဒါဆစ်ထည့်တဲ့နီးလေးပါပြီးနှိပ်စွာလေးကိုနှိပ်ပေးလိုက်ပါ Okay အဲ next เนาะဒီမှာကြက်လို့ရှင်အဲဆေးထည့်ရမယ်ဆိုလို့ရှင်ဒီမှာပါတယ်သူ့မှာပါတယ်ဒီအပိတ်လေးကိုဆွဲပြီးတော့ချုပ်ပေးလိုက်ရပါတော့ဒီ next ဆွာလေးကိုနှိပ်ပေးလိုက်ပါ Okay ဒီမှာဒါဆေးထည့်တဲ့ပုံစံမျိုးလေးပါเนาะဆေးထည့်ရမယ်ဆိုလို့ရှိရင်တခုပြောစရာရှိရကအယောင်မထည့်လို့မရပါဘူးเนาะ CMYK ဆိုလို့ရှိရင်လက် CMYK ကိုတခြားလေးထည့်ပေးဖို့လိုပါတယ်เนาะဒါကျွန်တော်ကအစောအလ်ဘောနော LA05 ဆိုတော့ဒီကောင်လေးကစစ်ကာလာရှိပါတယ်เนาะအဲကြောင့်စစ်ကာလာမှာလည်းအယောင်နေမထည့်လို့မရပါဘူးเนาะပြီးနေဆိုရလို့နေပါ next okay နေပဲเนาะနေလေးပဲနေเนาะဘာမှလောက်စရာမလိုနေ next โอเคအဲဒီမှာ next value ကိုနေပြီနော် next neighbor โอเคဒီမှာဆိုလို့ရှိရင်ဒါလေးကိုအမှန်ကျလေးရှင်းပြီနော်ဒီမှာ i have finished value ကိုအမှန်ကျလေးရှင်းပြီပါပြီးရင် next value ကိုနေပြီနော် next โอเค အဲပြီးရင်နေဆိုရလေးကိုနေပြီနော်โอเคဒါဆိုလို့ရှိရင်ဒါလေးကိုခဏလေးစောက်ပြီနော်အဲဒီပုံစံတိုင်းပါပဲတခြားမှာ Canon LI05 ဒါ805ပါနော်ပြီးရင်အဲ360တို့ပေါ့နော်အဲ SO3110 ဒါလေးဒီပုံစံလေးပါပဲနော်အသိပြီးတော့မကွာပါဘူးโอเคဒီမှာဆိုလို့ရှိရင်မေးနေပါ යි အဲဒီပင်တာကိုဗာနဲ့ချိန်ပါလေဆိုရင်ကိုယ်ပင်တာကို USB နဲ့ချိန်တာဖြစ်တဲ့အတွက်ဒီ USB လေးမှာအမှန်ကြေးလေးရှင်းလိုက်ပါပြီးရင်နေဆိုရလေးကိုနှိပ်ပေးလိုက်ပါနော်အပေါ်က wifi နဲ့ရှိတာပြောတာပါကိုက wifi နဲ့မရှိပါဘူး usb နဲ့ရှိပါဖြစ်တဲ့အတွက် usb ဆိုတာလေးကိုကွန်ပျူတာမှာ join ထားပါပြီးရင်အမှန်ရှိပြီးတော့နေဆိုလိုက်ပါနော် okay ပင်နေဆိုလေးကိုနေပြီးလာ गए ဒါဆိုလို့ရှိရင်တို့ဒီမှာပင်တာနဲ့ wifi နဲ့ပင်တာရဲ့ကွန်ပျူတာရဲ့ဒီမှာ join ထားတဲ့ပုံစံလေးပြရတယ်ပါနော် next ကိုနေပြီးလိုက်ပါ okay ပင် next ကိုနေပြီနော်ဘာမှလောက်လောက်ဆရာမလို့เนาะ next လေးပဲနှိပ်ပေး Okay next နေစွာလေးကိုနေပြီနော် Okay ဒါလေးကိုခဏလေးစောက်ပြီနော် Okay အဲဒီမှာဆိုလို့ရှိရင်အဲတော့ဒါလေးကဟိုဒရိုက်ဘာနော်ဒီ software ဟိုဟာတော့ကွာတွင့်ပေးရပါနော်အဲ့တော့ဒါလေးကိုအမန်ဂျီလေးရှိပေးလိုက်အမန်ဂျီလေးရှိပေးလိုက်သူ့ဒီမှာ install ဆိုတာလေးကိုနှိပ်ပေးလိုက်နော်ဒီ SSL 80 file ကြီးလေးကဒီမှာ printer ဆိုလို့ရှိရင် CD query လေးထုတ်လို့ရတယ် CD query လေးသူ့မှာပါတဲ့ origin CD query လေးနဲ့ပေါ့နော် frame လေးနဲ့ထုတ်လို့ရပါတယ်ဒါ port ကိုထုတ် port ကိုပါထုတ်တာပါတော့သူ့ကိုအမန်ရှိလိုက်ပြီးရင်ဒါ install ဆိုတာလေးကိုနှိပ်ပေးလိုက်နော် Okay ဒါလေးကိုခဏလေးစောင့်ပေးလိုက်ပါ โอเคဒါဆိုလို့ရှိရင် install လုပ်နေပါပြီเนาะโอเคဒါလေးကိုခဏလေးစောင့်ပေးเนาะဒါ computer driver computer driver ကိုဒီ sorry ဒီ printer driver ကိုတွဲနေရပါเนาะ โอเคဒါဆိုလို့ရှိရင် driver လေးတွေ့နေနော်โอเค โอเคဒါဆိုလို့ရှင်ကုကွန်ပျူတာမှာ printer driver တွင်းလို့ပြီးတော့ပါပြီเนาะဒါလေးကိုခဏလေးစောင့်ပေးလာလို့ရှင် finish ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်ဆိုလို့ရှင်ကြာသွားပါပြီเนาะโอเคဒါလေးကတော့ printer driver လွယ်ကူဆုံးအတွင်းနဲ့ပုံစံမျိုးလေးပါเนาะကိုကိုက printer လေးဝယ်လာရဆိုလို့ရှင်လည်း sign တွေကိုတွိုင်းပြီးသွားပြီးတော့ပေါ့เนาะ driver တွေတွင်းနေစာမလိုပါဘူးเนาะကိုကတကယ်လို့မှအဲဒီ printer driver လေးမရှိဘူး printer driver လေးကဟိုပျောက်သွားရဲဆိုလို့ရှင်လဲဟိုမှာ line board နေပြီးတော့ အလွယ်တကူ online ပေါ်နေပြီးတော့ခြာပြီးတော့ download ရပါတယ်နော်ဝေးဒါလေးအခုဆိုလို့ရှိရင် install လေးပြုလုပ်နေပါပြီနော်ဒါလေးကိုခဏလေးစောင့်ပေးလိုက်ပါနော် အပင်တာပေါ့နော်ပင်တာပို့တူထုံမဲ့ပင်တာပေါ့ကိုကမိတူသမားတွေဥမာဆိုင်သမားတွေဆိုလို့ရှိရင်တော့အဲကျွန်တော်အကြံပေးချင်တာပေါ့နော်ဒီပင်တာဝယ်တော့မယ်ဆိုလို့ရှိရင် Epson D805 ကိုဝယ်ပါလို့ကျွန်တော်တော့အကြံပြုချင်ပါတယ်အဲဒီပင်တာလေးရဆိုလို့ရှိရင်သူမာလဲမာတယ် တုံးလုံးလည်းကောင်းတယ်ထုတ်ရလည်းကောင်းတယ်စာရွက်ဆိုလို့ရှိရင်လည်းအထုလည်းဆွဲအပါလည်းဆွဲကျွန်တော်အရင်ကတုန်းကကျွန်တော်သုံးတာအရင်ကသုံးနေကြတော့အဆောအသုံးရနေမှာ60ကိုသုံးပါတယ်သုံးရနေမှာ60ရတော့ခုနောက်ပိုင်းမှာသူကတော့ဟိုထွက်ထွက်မလာတော့မရှိတော့ဘောနော်သူအစားဟို3110ဆိုပြီးတော့ထွက်ထွက်လာရှိပါတယ်အဲ့ကောင်နေကြတော့သူကစာရွက် အထူးတွေဆိုလို့ရှိရင်သူကမဆွဲဘူးဆာရွက်ဟိုအပားလေးပဲဆွဲရအဲ့တော့အပားလေးပဲဆွဲရဖြစ်တဲ့အတွက်ဆာရွက်အထူးဆိုလို့ရှိရင်မဆွဲပါဘူးโอเคဒါဆိုလို့ရှိရင်သူကဒီမှာဒါလေးကိုခဏလေးစောင့်ပေးလိုက်ပါနော်ခဏလေးစောင့်ပေးပြီးလိုက်မှာဆိုလို့ရှိရင်သူကနေပြီးတော့โอเคဒီမှာဆိုလို့ရှိရင်ဆိုလို့ရှိရင် software update လေးဖြစ်သွားပါပြီ ကဲဒါဆိုလို့ရှိရင်ပင်တာဒါပြွားကိုသွင်းလုပ်ပြီးသွားပါပြီเนาะโอเคအဲကိုယ့်ရဲ့ပင်တာလေးอ่ะဒါပြွားမသွင်းရသေးဘူးဆိုလို့ရှိရင်လည်းဒီဒီလေးအတိုင်းပဲတခြားပင်တာလေးကိုလည်းသွင်းလို့ရပါတယ်เนาะโอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုသင်ခန်းစာလေးอ่ะမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ပြောလဲပါတယ်ခင်ဗျာโอเคအဆင်မပြေရရှိလို့ရှိရင် comment လေးမှာမှန်ကဲလို့ရပါတယ်เนาะโอเคအားလုံးပဲအဆင်ပြေမယ်လို့လည်းထင်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေပါစေခင်ဗျာ